လူနာတင်ရင်တစည်းဟာဆေးရုံကိုပြန်ရလာခဲ့ပါတယ်။ចောင်းသူတဦးဟာကိုကိုကိုတက်တည်ဖို့ကြိုးစားခဲ့ပြီးမတည်ပဲဆေးရုံကိုကိုးဆောင်ခံခဲ့ရတာဖြစ်ပါတယ်။ထို့အခါလူနာကယ်ဆယ်တဲ့သူကဒီចောင်းသူလေးဟာချော်ချိုးနဲ့ကိုကိုကိုတက်တည်ဖို့ကြိုးစားခဲ့တာဖြစ်ပြီးကျိုးပြတ်သွားလို့သူ့ညီမကသူ့ကိုចမ်းပြင်ပေါ်မှာပုံရဲသားတွေးခဲ့တယ်လို့ဆိုပါတယ်။ တွေးခုံလုံးတွေကတော့တည်ငြိမ်ပေမဲ့ခြေချင်းဝတ်ကတော့လဲသွားခဲ့ပါတယ်။သူမကကရင်ဘော်ကနေအသက်မရှင်ကျင်တော့ဘူးလို့အော်နေတော့ဆရာဝန်ဆိုသူကခုံနဲ့ကျိုးအိမ်မှာမရှိဘူးထင်တယ်။အဲ့ဒီကျိုးနဲ့ဆိုပွဲကပြီးသွားမှလို့ထပြောပါတယ်။ចောင်းသူအပါဝင်အားလုံးကចောင်းသွားကြပါတယ်။နောက်တော့ဆရာဝန်ဆိုသူကចောင်းသူလေးအတွက်ဓာတ်မှန်ရိုက်ဖို့သူနာပြုဆရာမကိုပြောခဲ့ပါတယ်။လူနာကတင်ပေါ်လဲနေသူចောင်းသူထံဆရာဝန်ကပြန်ရောက်လာပြီးနားတဲ့နေရာရှိလားလို့မေးခဲ့ပါတယ်။ចောင်းသူကဘာမှပြန်မထူးတဲ့အတွက်ဆရာဝန်ကကင်ကြီးတဲ့အခါ ကျောင်းသူကနားတယ်လို့ထားဩပါတယ်။တည်ခြင်းတဲ့သူကဒါလေးကိုနားတယ်လားလို့ဆရာဝန်ကသူမခြေထောက်ကိုရိုက်ပြီးပြန်ဆခဲ့ပါတယ်။ကျောင်းသူကတည်ခြင်းလို့လုပ်ခဲ့တာမဟုတ်ပဲကျောင်းကသူမကိုအနိုင်ကျင့်နေသူတွေနဲ့အဝေးကိုထွက်ပြေးခြင်းယုံပဲလို့ပြန်ပြောခဲ့ပါတယ်။ထို့နောက်ဆရာဝန်ဆိုသူကလူတစ်ယောက်ပြောတာကြားဘူးတဲ့ကိုနဲ့ရန်ဖြစ်เสียရှိတာကတေရာထက်ပိုကောင်းတယ်လို့ကျောင်းသူလေးကိုပြောပါတယ်။ကျောင်းသူကဘသူလဲမေးတော့ထူးဆန်းတဲ့သူတစ်ယောက်ပေါ်လို့ပြန်ဖြေခဲ့ပါတယ်။ လူနာခန်းထဲထွက်လာတဲ့ဆရာဝန်ကတက်လီကားထဲပြန်ရောက်လာပြီးတပြင်းတစ်ချက်ရှူပြီးအနောက်ကနယံနဲ့ကြောချင်းကလိုက်ပါတယ်သူ့ရဲ့အတွေ့အကြုံမှာတော့သူခုနကပြောတဲ့အက်ဒီထူးဆန်းတဲ့သူတယောက်ရဲ့ပထမဆုံးတွေ့ခဲ့တဲ့အကြောင်းတွေကိုပြန်တွေးနေခဲ့ပါတယ်၁၈နှစ်အရွယ်ကောင်လေးတယောက်ဟာကြောင်းသွားဖို့ယထာဘူရာကိုရောက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာယထာဆောင်နေတဲ့လှပတဲ့ကောင်မလေးတယောက်ကိုတွေ့ခဲ့ပါတယ်